ဒီတော့ဒီမြေမစုံတရားတွေပွားပြီးရင်တော့ရေပုံရအပြင်ဘုန်းကြီးတို့သာသနာတော်ရဲ့စည်းကမ်းအရာနော်ဘုရားနုဒတိကမ္မထံအတုပကမ္မထံမရဏနုဒတိကမ္မထံဆိုတဲ့ဒီကမ္မထံလေးတွေလည်းဆက်ပြီးပွားရပါတယ်အဲ့ဒီအချိန်ကမှယောဂီကတမာတိတွေကအရှင်ဝံကောင်းလာပြီအရှင်ဝံကောင်းနေတဲ့အတွက်ဘုရားနုဒတိကမ္မထံကိုစည်းပြမယ်ဆိုလို့ရှိရင်တစ်ထိုင်းတစ်ထိုင်းအတွင်းမှာပဲဥပဒရတမာတိခေါ်တဲ့အလွန်အဆင့်မြင့်နေတဲ့တမာတိကိုရနိုင်တယ်ဘာဖြစ်လို့လဲ ရှင်းရှင်းဘာဝနာသမာဓိတည်းရဲ့စွန့်အင်ကြောင့်နောက်နောက်ဘာဝနာသမာဓိသည်လွလွကူကူဖြင့်အရှိန်အဟွာကောက်လာတယ်။အဲဒီတော့ဘယ်ပုံဘယ်ပန်းဘယ်နည်းတော့အဖြစ်ဒီဗုဒ္ဓံတို့သည်ကမ္မထံကိုစီးပြန်ရမလဲလို့မင်းစီရရှိတယ်။ဂုဏ်တော်ကိုးပါးရှိတယ်။ဒါအလုံးသိထားပြီးသားမိမိကဒီဂုဏ်တော်တွေကိုတစ်ခုပြီးတစ်ခုပွားကျင်ကြတယ်ဆိုလို့ရှိရင်တော့အဲ့ဒီဂုဏ်တော်တွေကိုအ내အဓိပ္ပာယ်ကိုစနစ်တကျနားလည်အောင်တော့လေ့ကျင့်ထားရပါတယ်နော်။ ်မြင့်ကျင်ထရတော့ဘုန်းကြီးဒီနေရာမှာဘုသူတန်လေးတခုတော့ထပ်ပြောချင်ပါတယ်နော်ဘုန်းကြီးတို့သာသနာတော်မှာစတော်ကြီးတွေတတော်ခမ်းများများကဂုံတော်ဘွားတာကပရင်းကျင်ဘွားကြတယ်ဘွားတော့တချိန်ပေါ့လေဘုန်းကြီးတို့လွန်ခဲ့တဲ့နှစ်ပေါင်း40ကျော်လောက်ကဟိုကန်းဒီစတော်ကြီးချိန်မှာဘုန်းကြီးတို့တရားဘာဝနာပွားများနေတုန်းစတော်တစ်ပါးနဲ့ဆုံပါတယ်နော်ဘုန်းကြီးလည်းသူကခင်တယ်သူလည်းဘုန်းကြီးခင်မင်းပါတယ်ခင်မင်းတို့စံပြီးတော့သူကဘုန်းကြီးကိုပြောတယ် ဒီဂုံတော်ကိုဒီနေ့2000တိထန်ထားတယ်။ဒီနေ့ဂုံတော်2000ပြည့်အောင်အမြဲတမ်းပွားတယ်။ပွားလိုက်တဲ့အချိန်ခါမှာသူကဂုံတော်ကိုပရိနိဗ္ဗာန်တက်တယ်။အဲဒီနေ့စဉ်နဲ့ပွားတော့ဘုန်းကြီးကသူ့ကိုအမတ်တမဲမြှင့်လိုက်တယ်။ဆရာတော်ဂုံတော်ပွားတဲ့အချိန်ခါမှာဆရာတော်စိတ်ပြမထားတယ်လို့ဘုန်းကြီးအမတ်တမဲမြှင့်လိုက်တော့သူကဘာပြောလဲ။ဒီမိတော်စိတ်ဒီမိတော်ပရိမန်ထားတာတဲ့။ကဲကောင်းပြီပရိမန်ထားတော့ဘာဖြစ်လာတယ်လဲဆက်မင်းကြံကြတဲ့ကကြတော့တပည့်တော်တမန်ရင်းဖြစ်လာပြီဆိုလို့ချင်းအိမ်ပရိကနေပြီးတော့ စိတ်လိုက်လို့ကျိုးနဲ့ပုတ်လိုက်တဲ့အတန်ဟန်နားထဲမှာအကျဉ်းချနေရတယ်အဲ့ဒီလိုဖြစ်လာရဖြစ်ရကနေဘာဖြစ်လာလဲဒါလေးဘုန်းကြီးပြောချင်တာဘာဖြစ်လာလဲဆိုတော့နောက်ပိုင်းအကြအမြင်ကြီးရလာတယ်နားထဲမှာလာပြောပြီအရှင်ဘုရားကကသူကအဲ့ဒီကလေးရနေလာတော့အရှင်ဘုရားကကလေးမှာဘလူတွေကဘာပြောနေတယ်ဘလူတွေကဘာလုပ်နေတယ်စသဖြင့်ဖြစ်လာတယ်အဲ့ဒီတော့အကြအမြင်တွေကတော်တော်ခန့်ကြံကြတဲ့ကရနေတာပေါ့ဘုန်းကြီးနဲ့တွေ့မှမဟုတ်ပါဘူး မြင်နာတွေကလည်းအဲ့ဒီမှာလာပြီးမြင်ပြီးမြင်တော့ဒီအကြအမြင်တွေနဲ့ပတ်သက်လို့ကြားတဲ့အတိုင်းမှန်သလားမြင်တဲ့အတိုင်းမှန်သလားဆိုတာဆန်းစစ်ဖို့တော့မလိုဘူးလားလောကပါတယ်နော်ဘုန်းကြီးနည်းနည်းလေးဆန်းစစ်ဖို့နည်းနည်းလေးပြောမယ်ဘုန်းကြီးတို့သူရံဘတ်တဆိုကြပါစို့ဟိုဒီနေ့တကယ်ကြီးဥနေဝင်နေတဲ့ဒီပါတယ်ဆက်ပြီးတော့ပြောပြီးတယ်သူရံဘတ်ဆိုတာကမတော်မလို့သက်ဝင်တဲ့ယုံကြည်တဲ့တရားတရားရှိတဲ့အပိုင်မှသူကဣရိယရတဲ့သရောကောင်းတူဖြစ်ပါတယ်နော်ဒီနေ့သူကမြတ်စွာဘုရားကျောင်းတော်ကိုသွားပြီးတရားနာတယ် တရားနာလိုက်တဲ့အချိန်ခါမှာမြတ်စွာဘုရားထာမတရားနာကြခွင့်သစ္စာလေးပါးနဲ့စက်နေတယ်တရားစကားတွေနာကြခွင့်ရရှိတဲ့အချိန်ခါမှာသူကသောတပတိပညာကိုညာဆက်ခဲ့တယ်။ဆက်ပြီးတော့သူကအိမ်ပြန်လာလိုက်တယ်။အိမ်ရောက်တဲ့အချိန်ကကျတော့အိမ်ထဲဝင်ပြီးတော့ဩဇာလဲတယ်။ဩဇာလဲပြီးအိမ်ပြန်လဲပြန်ထွက်လာတော့အိမ်ချန်တကားဝါမှာမြတ်စွာဘုရားကြွလာတယ်တွေ့ရော။ဟာမြတ်စွာဘုရားကြွလာပြီးကျတော့ဝမ်းမြောက်ဝမ်းသာပြန်ကြရဆင်းသွားပြီးလက်အုပ်ချပြီးမြတ်စွာဘုရားကိုလျှောက်တယ်မြတ်စွာဘုရားဘာမြတ်အလိုရှိပါတယ်လို့လျှောက်ထားတော့ဤွယ်ဒါယကာ ငါခုနကမင်းကိုတတိချွတ်ချော်ပြီးတော့နည်းနည်းပြောမိတာလေးရှိတယ်။ဘာလဲ။ခန္ဓာငါးပါးဒီအနိစ္စဒုက္ခအနတ္တဖြစ်တယ်လို့ငါပြပြောမိတယ်ကွယ်။ဒါပေမဲ့မင်းနည်းနည်းပြင်မှတ်။တချို့ကတော့အနိစ္စဒုက္ခအနတ္တတော့ဖြစ်တယ်။ဒါပေမဲ့တချို့ကအနိစ္စဒုက္ခအနတ္တမဟုတ်ပါဘူးဆိုပြီးဒီလိုပြောတယ်။ပြောတော့နည်းနည်းစဉ်းစားတဲ့တည်းကငါကိုယ်ရင်းမြတ်စွာဘုရားဟောလိုက်လို့သစ္စာလေးပါးတရားလည်းထွတ်ထွန်းသိခဲ့ပြီ။သစ္စာလေးပါးထဲမှာအကျုံးဝင်နေတဲ့ဒုက္ခသစ္စာအမြင်ရတဲ့ အတိတ်နာကပိစောပံဣဇ္ဇဒဗိဒ္ဓဩလာရိကဒုက္ကမဟိနပရိဒ္ဓဒုရသဏိကခေါ်တဲ့၁၇မျိုးသောအခြေအပြည့်တည်နေတဲ့ဒုက္ခသစ္စာခန္ဓာ၅ပါးတွေကိုလည်းအိစ္ဆဒုက္ခအနတ္တသာဖြစ်တယ်လို့ငါကိုယ်တိုင်သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့်လည်းဝိပဿနာသမ္မာဒိဋ္ဌိမက္ကသမ္မာဒိဋ္ဌိခေါ်တဲ့သမ္မာဒိဋ္ဌိဉာဏ်ဖြင့်လည်းထုံးပေါက်သိမြင်ပြီးဖြစ်တယ်။အဲဒီလိုသိမြင်ပြီးဖြစ်ပါလျက်တချို့သာအိစ္ဆတချို့ကတော့မဟုတ်ဘူးလို့လာပြောနေပြန်တယ်။ဒါငါတော့လက်ခံနိုင်ဖွယ်ရတော့မရှိဘူး။ ငါကြားဘူးတာတခုတော့ရှိတယ်သာသနာတော်ကိုလိုက်ပြီးနှုတ်ရက်နေတဲ့မနက်ရဲ့အသင်ပင်နေရှိတယ်ဆိုတော့ငါကြားဘူးတယ်ဧကန်တမနက်နဲ့တူတယ်ဆိုပြီးတော့သူကမေးလိုက်တယ်သင်မနက်မဟုတ်ဘူးလားလို့မေးလိုက်တော့ဒီလိုသူတော်ကောင်းတွေကဒီလက်ရှိတဲ့ပုဂ္ဂိုလ်တွေမေးတဲ့မေးခွန်းကိုသူတို့မလိမ်ပါဘူးမှန်တဲ့အတိုင်းဖြေလိုက်တယ်ဖြေပြီးတော့ပြန်သွားပြန်တယ်ဒါကတခုနော်နောက်တစ်ခုကတော့ဘုန်းကြီးတို့ဘုဒ္ဓတိဝမထေရကြီးတော်ရင်မှဗုဒ္ဓံနုဒတိဘာဝနာကမ္မထံကိုအမြဲတမ်းစီးပြန်းပါတယ်သူကဘုရားကိုသိကြီးညိုတယ် ဗုဒ္ဓတို့သတိဘာဝနာကမ္မဋ္ဌာန်းစီးပြန်လိုက်လို့သမာဓိတွေကအာကောင်လာပြီညာအယောင်တွေကအာကောင်လာပြီဆိုရင်ထွန်းချင်ကကြမှာဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကိုဆက်လက်ပြီးစီးပြန်တယ်ဒါကသူပေါ်မြင်နေကြပဲတော်ရဲမှာသူကသတင်းသုံးတော့တော်ရဲမှာဇီရီလေးတဆူရှိတယ်ဒီဇီရီလေးတဆူရဲ့ရှေ့မောင်မှာသွားပြီးတော့အမြဲတမ်းသူကဘာဝနာကမ္မဋ္ဌာန်းဒီလိုပဲစီးပြန်နေကြဖြစ်ပါတယ်တချိန်မှာဘာဖြစ်လာလဲဆိုတော့ဗုဒ္ဓံတို့ဒီဘာဝနာကမ္မဋ္ဌာန်းကိုစီးပြန်ပြီးတော့တမာတိတွေအရှင်ဝါကောင်းလာတဲ့အချိန်ခါမှာ ဝိပဿနာကုရမေကျန်တော့မွေကြီးတွေကအမတန်ကြီးတဲ့မွေကြီးတွေကအနက်ကနေပြိုက်ပြီးတော့ဩနဲ့အတင်းပြေးလာတော့လန့်သွားတယ်။လန့်သွားတော့ထိုနေ့မှာတရားဆက်အထောက်တဲ့သိပုံမကျဖြစ်သွားတယ်။တခါနောက်တနေ့ကျပြန်တော့ဒီလိုပဲအလားတူဘဗုဒ္ဓံတို့တိကမထန်စီးပြန်ပြီးတော့ဝိပဿနာကိုကုရမေကျန်တော့နွားရံကြီးတွေကအတင်းပြေးလာပြန်တဲ့တော်ရကနေဩနဲ့လန့်သွားပြန်တယ်။ဒီနေ့လေအဲ့ဒီနေ့လေသိပြီးပုံမကျဘူး။ဒါနဲ့ तू စဉ်းစားတယ် ဧကန္တတော့သာသနာမှာလိုက်နှောက်ရနေတယ်မနတ်ဆိုတာရှိတယ်ဧကန္တကမနတ်နဲ့တူတယ်ဆိုပြီးတော့သင်မနတ်မဟုတ်ဘူးလားလို့မေးလိုက်တော့ဒီလိုတိလရှိတဲ့ပုဂ္ဂိုလ်ရဲ့မင်းအမေကိုတော့သူမညာပါဘူးဟုတ်ပါတယ်လို့ပြန်ဖြေတယ်ကဲကောင်းပြီသင်မနတ်ကမြတ်စွာဘုရားပုဂ္ဂိုလ်ရဲ့ငါကမဖူးဘူးမြတ်စွာဘုရားပုံဖန်ဆင်းပြီးငါပြရမယ်ဆိုပြီးတော့ခိုင်းလိုက်တယ်ဒါမြင်အရှင်ပြတပည့်တော်တော့ဖန်ဆင်းပြမယ်နော်အရှင်ပြတပည့်တော်ကိုရှင်မကိုးအောင်ဒီကောင်းပြီတဲ့မင်းဖန်ဆင်းပြ အဲ့ဒါနဲ့ကောင်းကင်မှာယဟန်နဂါယခြံရံပြီးမြတ်စွာဘုရားကြွလာတဲ့ပုံသူကဖန်ဆင်းပြတယ်။ငဂိုရိကဗုဒ္ဓံသူတိကမထံကိုပွားနေတော့ဘုရားသိကြည့်ညိုတဲ့အတွက်လက်ဥမချိပဲသူကမနေတယ်။အဲ့ဒါမနဲ့သူလည်းလက်ဥကြည့်လိုက်ကောစัจ java ရတိုင်းအထိလွင့်ထွက်သွားတယ်။ပြီးတော့ဘုန်းကြီးဒီမှာပြောချင်တဲ့အချက်ကခုနကသူရဘတ်တမြင်တဲ့ဘုရားသည်တကယ်ဘုရားအစေဟုတ်သလား။မဟုတ်ဘူးနော်။ဒါကိုနည်းနည်းစဉ်းစားကြ။နောက်တစ်ခုကလည်းဘုန်းကြီးတို့ဒီ ဖုံးသတိဝမထေကြီးတွေ့တဲ့မွေကြီးဒီတကယ်မွေဟုတ်သလားမဟုတ်ဘူး။နွားရည်ဒီတကယ်နွားရည်ဟုတ်သလားမဟုတ်ဘူးနော်။ဘုရားဒီတကယ်ဘုရားဟုတ်သလားမဟုတ်ဘူး။ဒါလေးတွေနည်းနည်းစဉ်းစားကြနော်။မိမိတို့မှမှန်မှန်မှန်ကိုနှိုင်းချိန်တတ်တဲ့ဉာဏ်လေးရှိဖို့တော့လိုတယ်။ပြီးတော့ခုကာလမှာကရဝေဥပဝေရင်ပြင်ကြတယ်။ဘယ်ကစခဲ့ရတော့မသိပါဘူးနော်။အဲ့ဥပဝေနံမှာကပ်ပြီးတော့ဘိုးဘကြီးကလာပြီးဝှက်ပြုံစင်တဲ့မတ္တရနေပြီဆိုပြီးလာလုံပြန်တယ်။အဲ့ဒီတော့နည်းနည်းလေးစဉ်းစားနော်။ ဘုန်းကြီးတော်ကဒီရွှေကုံဘုရားမှာပေါ့လေဘိုးဘောင်ဘုံဆုံးပြီးတော့ဓာတ်ပုံလေးတွေဆွဲပြီးတော့ချိန်ရောက်ကြတယ်အဲ့ဒီမကြီးဆရာသူဘိုးအောင်မြင်ဘူးလို့စဉ်းစားကြည့်နော်သူဘိုးဘောင်မမြင်ဘူးဘူးသူစိတ်ကူးနဲ့သူဆွဲပြီးတော့ဘိုးဘောင်လှုပ်ထားတာပဲနော်ဒီတော့ဘိုးဘောင်ကဒီလိုတောင်းဝင်းလေးနဲ့တရားဝတ်ပြုစင်ကျင်းနဲ့ဝတ်ပြုစင်ကျင်းတပတ်ကလေးပါပြီးကောင်းမှာဝတ်ပြုစင်ကျင်းပေါ်ပါလေးပေါင်းထားတယ်အဲ့ဒါသူဘယ်တော့မှမြင်ဘူးလို့လေဟမ်စဉ်းစားကြည့်အခုနောက်ပိုင်းတော့ခစ်ပြောင်းသွားတယ် သူကအဲ့ဒီလိုမဟုတ်ဘဲနဲ့ဘုပ္ပုစင်ကျတဲ့ပကုံမှာတိုင်းပြီးတမင်ခွေပြီးပရိစိတ်တဲ့ပုံတွေဖြစ်လာဒီတော့နည်းနည်းစဉ်းစားကြည့်ပေါ့နော်အဲ့ဒီတော့အဲ့ဒီကိုစိတ်တွေကစွန့်နေကြတာလူတွေကကိုကိုဘိုးအောင်ဘိုးဘုံကြီးကိုကိုယ်ွယ်ချင်းတဲ့ပုဂ္ဂိုလ်တော်တော်များများကအဲ့ဒီအယုတ်ကလေးတွေကိုစိတ်ကစွန့်နေတာစွန့်နေတဲ့အချိန်ကကျတော့ဘာဖြစ်လာလဲသူတို့ဂရောဘဲဥမ္မာတွေပြင်ထားတဲ့အနမ်းမှာသူတို့တခုခုဘာဝနာတော့ဘွားကောင်းဘွားပါလိမ့်မယ်အိမ်မှာ ဝတ်ပြုစင်ကျင်နဲ့လည်းပြန်နေတဲ့အတွက်ဟောဘိုးဘိုးကြီးလည်းအဲ့ဒါသူဘိုးဘိုးကြီးအစ်စ်လို့သူဘယ်လိုလုပ်သိလဲဟမ်ခொနကသူရံဘတ်တက်ကိုလှည့်ပြလိုက်တဲ့ဘုရားလိုဘုဒ္ဓဒီဝမထေကြီးကိုလှည့်ပြနေတဲ့မွေကြီးတို့လိုနွားကြီးတို့လိုမဖြစ်နိုင်ဘူးလားစဉ်းစားတော့ဘာကြောင့်ဖြစ်နိုင်တယ်ပြောလဲသာသနာတော်ကိုဒီလိုလိုက်နှောက်ယှက်နေတာဒီမနက်ရဲ့တေဦးတဲ့ဘုံပေါ်သူတို့အသိပင်းရှိပါတယ်မနက်ရဲ့အသိပင်းတွေကဒီလိုပဲလိုက်နှောက်ယှက်နေတာနောက်ကျနေတဲ့အချိန်ခါကျတော့မိမိမှာသိနိုင်တဲ့ဉာဏ်စွမ်းဉာဏ်စမရှိပဲ ဒါကဘုံဘုံကြီးဘာပဲဆိုပြီးတော့ယုံကြည်ပြီးကိုယ်ွယ်စိတ်ကလိုက်တော့ဘာဖြစ်တယ်လဲမိမိတို့တရဏဂုံစောက်တည်ထားတာအလိုလိုပြည့်စည်သွားတယ်။ဘာဖြစ်လို့လဲယရဏသုံးပါးတည်းမှာဒီဘုံဘုံအောင်မပအောင်။ဘုရားယရဏလည်းမဟုတ်ဘူး။တရားယရဏလည်းမဟုတ်ဘူး။သံဃယရဏလည်းမဟုတ်ဘူး။ယရဏသုံးပါးရဲ့ပြင်ပမှာရှိနေတဲ့ပုဂ္ဂိုလ်တွေကိုကိုယ်ွယ်အထာရအဖြစ်နဲ့သွားပြီးယုံကြည်လို့စိတ်ကပြီးရှ िख ိုးဝှချလိုက်တဲ့ဒီပိန်တဲ့မိမိစောက်တည်ထားတဲ့တရဏဂုံဒီအလိုလိုပြည့်စည်သွားတယ်။ တံဖိုးရှိနေတဲ့တရဏဂုံကပြည့်စည်သွားတယ်တံဖိုးမရှိတဲ့ကိုယ်ခွေအထာမှုတွေဖြစ်ပေါ်လာတယ်ဒါတတိထအဲ့ဒီတော့ဘုဏ္ဏကဆရာတော်အကြောင်းဆက်ပြောမယ်အဲ့ဒီဆရာတော်ကလည်းနောက်ပိုင်းကျတော့ तू ကဒီလိုအကြောင်းမြင်နေကသိလင့်ကျင်လာတော့အဲ့ကြားတော့မြင်နေရဟုတ်မဟုတ်ဆိုတာ तू မဆန်းစစ်ဘူးဒါပေမဲ့ဘုန်းကြီးတပည့်လေးတယောက်ကတော့ဆန်းစစ်တယ်တပည့်လေးတယောက်ကလည်း तू တရားအထောက်ရင်းနဲ့ဒီလိုအကြောင်းမြင်ရလာတာ သူကမလိုရတယ်လေလို့သူကနည်းနည်းလေးသူ့ဘုန်းကြီးကမင်းကြီးလိုက်တဲ့အချိန်ခါကျတော့သူ့ရဲ့ငါးခုမြောက်ဘဝကဖခင်တော်ခဲ့ဘူးတဲ့ပုဂ္ဂိုလ်တို့ကကိုကနဘလူဖြစ်နေတယ်အဲ့နဘလူကသူ့ကိုတရားအထုတ်တဲ့ကံမှာလာဆောင်းချောက်ပြီးဟောပြောတရားပြောပြောတာပဲပြောတဲ့အချိန်ခါကျတော့သူကလည်းနည်းနည်းဝေဖန်တဲ့ဆန်းစင်တတ်တဲ့အခါကျတော့သူပြောတဲ့အတိုင်းဟုတ်မဟုတ်ကိုလိုက်စူးစမ်းကြည့်လိုက်တော့ဆယ်ခုမှတစ်ခါတလေငါးခုလောက်ပဲမှန်တယ်ငါးခုလောက်ကမမှန်ဘူးတခါတလေကြတော့နှစ်ခုသုံးခုပဲမှန်တယ်၄ငါးခုနှစ်ခုကမမှန်ဘူး သူ့ကိုမေးမေးကြည့်တယ်ခေါ်ခေါ်ပြီးမေးကြည့်လိုက်တဲ့အခါသူပြောတဲ့ဟာတွေကအကုန်လုံးမမှန်ဘူးကဲနင်းပြောတာတွေကအကုန်လုံးမမှန်တဲ့အတူတူနင်းနောက်ထပ်ငါ့ရှိဘယ်တော့မှမလန်နဲ့တော့ဆိုမောင်းတော့သူက sensitive တဲ့စိတ်ကလေးရှိဖို့လိုတယ်ခုနကဆရာတော်ကတော့အဲ့လိုမ sensitive ဘူးပြောတာတွေသူကအကုန်ယုံတယ်ယုံလိုက်တော့နောက်ပိုင်းဘာဖြစ်လာလဲအဲ့ဒီပုံကိုယ်ကြီးကဘယ်သွားလဲအောင်မိန့်ချလိုက်ရင်အဲ့ဒီသွားပြန်ပြီအဲ့ဒီမှာသွားအတိတ်ကဝင်ပြန်ပြီဘယ်သွားလဲအောင်ဘယ်သွားလဲအောင်ဘယ်သွားလဲအောင်နဲ့သွားရင်မသွားရင်နဲ့ပြောရင်ပြောရင်နဲ့အကြမ်းမြင်နေတော့လက်ရင်နဲ့နောက်တော့စိတ်တက်ပြီးဖောက်ပြန်ပြီးယူသွားတယ် ယူပြီးတော့ပြန်တော်မူသွားတယ်နော်ဒါကြောင့်နည်းနည်းလေးသတိတော်ထားချက်မိမိမှာအဲ့ဒီပုဂ္ဂိုလ်ဟာတကယ်ဘိုးဘိုးကြီးဟုတ်လားမဟုတ်ဘူးလားဝိပျုစင်ကျင်းနဲ့မိမိရှိမှတွေ့တဲ့ပုဂ္ဂိုလ်အမလီဘိုးဘောအောင်လို့လို့ဘာလို့လို့ပေါ့လေတချို့ကဒီလိုထင်နေဟုတ်တယ်မဟုတ်ဘူးကိုဘယ်လိုသိမလဲအဲ့ဒီဘိုးဘောအောင်ကိုဘယ်နဲ့ကမြင်ဘူးလို့လဲနည်းနည်းလေးစဉ်းစားနော်အဲ့ဒါကြောင့်နည်းနည်းဒီဂုံတော်ပွားတဲ့အပိုင်းလေးမှလည်းနည်းနည်းသတိတော်ထားဖို့လိုတယ် တတိထဘလိုရဆိုတော့ကဒီပရိကိစ္ဆာကံဒီခုနကဆက်သွားတာဒီပရိဟာဘယ်ကဆင်းသက်လာတယ်လဲဆိုတော့ကိုကျွန်တော်ကြီးတပတ်နဲ့ဘုန်းကြီးကလည်းဆွေးနွေးကြည့်ဘူးတယ်ဘုန်းကြီးတို့ဗုဒ္ဓဘာသာစာပေမှာပရိစိတ်တဲ့လုပ်ငန်းခွင်ဆိုတာမရှိဘူးမရှိတော့ဒီပရိတွေဟာဘယ်ကလာတယ်လို့ဆန်းစစ်ကြည့်လိုက်တော့သူကတော့မွ슬င်တို့ခရိယန်တို့ကနေပြီးတော့ဒီဘက်ကိုကုသလာတယ်လို့သူကယူဆတယ်ပြီးတော့မွ슬င်ကခရိယန်ကခွဲထွက်လာတယ်ခရိယန်ကလည်းဟိန္ဒူကနေခွဲထွက်လာတာဖြစ်တော့ဟိန္ဒူမှာဒီပရိစိတ်တဲ့ကျင့်စဉ်ရှိတယ် ခရိယာမှာလည်းပရိသတ်တဲ့ကျင့်စဉ်ရှိတယ်။မွတ်စလင်မှာလည်းပရိသတ်တဲ့ကျင့်စဉ်ရှိတယ်။အဲဒီသာသနာပြင်ပကအကျင့်ကဘုန်းကြီးတို့သာသနာတော်အတွင်းကိုဝင်လာပုံရတယ်။ဒါကြောင့်ဗုမာမြီမှာလည်းပရိသတ်တဲ့အကျင့်တွေရှိတယ်။ဒီတော့ဂုဏ်တော်ကိုပွားကျင်တယ်ဆိုလို့ရှိရင်ပရိနဲ့ဂုဏ်တော်ကိုမပွားကောင်းဘူးလို့ဘုန်းကြီးမဆိုလိုဘူးနော်။တမာရီဖြစ်ဖို့ခက်တယ်။ဘာဖြစ်လို့လဲ။ဘယံဂုဏ်တော်အပေါ်မှာစိတ်ကရောက်ရမယ်ပရိဘုံမှာစိတ်ရောက်အောင်မဟုတ်ဘူး။ဒါကတစ်ချက် ပရိနေဘွားနေတဲ့ခါကျတော့လက်ကဘုရားကုံတော်ကိုဆင်းရောက်လိုက်ပရိဆင်းရောက်လိုက်မဖြစ်နိုင်ဘူးလားအာယုနှစ်ခုဖြစ်နေတယ်ဒါကတကုဘာဖြစ်လို့ဒီပရိသုံးလဲလို့မေးတော့ကုံတော်ဘွားတာဘလောက်ပြည့်သွားပြီဆိုတော့မှတ်ဖို့ဆိုပြီးဒီလိုပြောတယ်ဘယ်တရားရှိလုံးပြည့်သွားပြီဒါတစ်ခေါက်ရပြီစိတ်ကဘယ်ရောက်ရောက်သူကတစ်ခေါက်ပဲဟုတ်တယ်မလားအဘိုးကြီးရှင်ရောက်နေလဲတစ်ခေါက်ပဲအဘိုးကြီးရှင်ရောက်နေလဲတစ်ခေါက်ပဲဟုတ်တယ်မလားဘယ်ရောက်ရောက်တစ်ခေါက်ပဲသူကဒါပြီးပြီဒါသုတ်တော့ဒီတနေ့ပြီးသွားပြီဒီပုံစံဖြစ်နေတယ် ဒါကြောင့်သူကဂုံတော်ပွားပြီဆိုလို့ရှိရင်အဲ့ဒီလိုစိတ်ထားဖို့တော့မလိုဘူးနော်ဒီတော့ပွားနည်းကတော့ဘုရင်ကမေတ္တာဘာဝနာကမ္မထန်စီးပြန်တယ်လို့ပဲဘုန်းကြီးတို့ရှင်းဥစွာမိမိရရှိထားပြီးတဲ့အလောကကတိုင်သို့မဟုတ်ဩဒရကတိုင်ကတိုင်တစ်ခုကိုဖြစ်သရဏဇန်သမာဓိပေါအောင်သမာဓိကိုထရောမှာဒုသမာဓိကြောင့်ဖြစ်ပေါ်လာတဲ့ညာအယောင်လေးတွေကအကောင်းပြီဆိုရင်မိမိတို့ကဘုရားကိုလက်တွေ့ဖူးလိုက်ရတဲ့ပုံကိုမဟုတ်ချင်းကြောင့်ဘုရားနဲ့ပုံတူဆိုပြီးတော့မိမိတို့တီထောက်ကိုယ်ွယ်ထားတဲ့ယူပွားတော်များရှိတယ် ဲ့ဒီယုံဘွားတော်တွေကမိမိဘယ်ယုံဘွားတော်ကိုအမတ်တရားစိတ်ထဲမှာကြီးကြီးလင်းလင်းနဲ့ကျင်းလို့ပြီးကြည်ညိုဘူးတည်းအဲ့ဒီယုံဘွားတော်ကိုပြန်အာယုံယူပါနော်အာယုံယူမိတဲ့အချိန်ခါကျတော့အဲ့ဒီယုံဘွားတော်ဟာဘုရားအစ်စ်တော်မဟုတ်ဘူးဒါပေမဲ့ဘုရားနဲ့ပုံစံတူတဲ့ယုံဘွားတော်ဖြစ်နေတယ်အဲ့ဒီယုံဘွားတော်ကိုပဲမိမိကတတ်တော်တင်ချင်ဘုရားအဖြစ်နဲ့စိတ်ထဲမှာအမှတ်ထားတယ်နော်အမှန်တမ်းပြီးတော့မိမိတို့ကြိုက်နှစ်တဲ့ဂုဏ်တော်တစ်ခုကိုရွေးချယ်ပြီးပွားရမှာဖြစ်တယ်။ပွားလိုက်တဲ့အပိုင်းမှာနံပါတ်၁ကတော့ ကိုအရဟံဂုဏ်တော်ဆိုပါတော့နော်အရဟံဂုဏ်တော်မှာအနတိပတိ၄ငါးမျိုးလောက်ဖွင့်ထားတယ်အဲ့ဒီထက်ကနံပါတ်၁အနတိပကတော့သူမတူသောသီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်တို့ကြောင့်လူနာမြတ်တတ္တဝါတို့၏မြတ်သောအလှပူဇော်ထုကိုခိုင်တော်မူတတ်ခြင်းတည်းဟုသောအကြောင်းကြောင့်အရဟံမြည်တော်မူပါပြီသောမြတ်စွာဘုရားထားပါတော့နော်ဘုရားရှင်ရဲ့သီလဂုဏ်ကျေးဇူးသမာဓိဂုဏ်ကျေးဇူးပညာဂုဏ်ကျေးဇူးဘယ်လိုနဲ့မှမတူဘူး အဲ့ဒီမတူတဲ့ဒီဂုံကျေးဇူးတွေကြောင့်လူတွေနဲ့တည်းမြန်မာတည်းအပုဇောကိုခံယူတိုက်တယ်။အဲ့ဒီလိုခံယူတိုက်တဲ့ဂုံကိုအရဟံလို့ခေါ်ပါတယ်နော်။အဲ့ဒီအနဲ့ဒီဖယ်လေးကိုနားလဲတဲ့အချိန်ခါမှာခုနကယုံဘွားတော်ကိုဘွားတယ်ဆိုမဟုတ်ဘူး။အဲ့ဒီယုံဘွားတော်ကနေတဆင့်တဘုရားပဲလို့အာယုံယူပြီးတော့မိမိကဂုံတော်ဘက်ကိုပြောင်းသွားမှာ။ဂုံတော်ကိုပြောင်းလိုက်တဲ့အချိန်ခါကျတော့ အရဟံဆိုတဲ့ကိုနေ့ကအနဲ့အဓိပ္ပယ်လေးကို နားလည်ပြီးဆိုရင်အဲ့အနဲ့အဓိပ္ပယ်လေးအတိုင်းမိမိကအာယုံယူပြီးတော့ဒီဂုံကိုအရဟံသောဘဂဝါဣတိပိအရဟံသောဘဂဝါဣတိပိအရဟံသတိပိဒီလိုမနေမမြင်ပွားနေရပွားလိုက်တဲ့အချိန်ကမှတဖြည်းဖြည်းနဲ့မိမိရဲ့ဘာဝနာစိတ်ကပုံတော်အပေါ်မှာမရှိတော့ပဲဂုံတော်အပေါ်မှာစိတ်သွားပြီးတော့ကတ်နေပါတယ်နော်ဂုံတော်အပေါ်မှာသွားပြီးစိတ်ကတ်နေပြီဆိုလို့ရှိရင်တချို့ယောဂီများမှာတော့ မိမိတို့အဋ္ဌိသံသရာဘဝတစ်ခုကတတ်တော်ထင်ရှားမြတ်စွာဘုရားကိုဖုံးမြောက်ခဲ့ဘူးတယ်ဆိုရင်တော့အဲ့ဒီဘုရားပုံတည်ရှိမှလာပေါ်တတ်ပါတယ်။ပေါ်ခဲ့ရင်လည်းအဲ့ဒီပုံတော်ကိုလည်းအာယုံမယူပဲပုံတော်ကနေပြီးတော့ဂုဏ်တော်ကိုပြန်ပြောင်းနိုင်တယ်နော်အရဟံဂုဏ်တော်ပွားတာ။နော်ပုံတော်ကိုမချူကောင်းဘူးလားဒီလိုတော့မေးစရာရှိပါတယ်နော်။ဘုန်းကြီးတို့တောင်မြို့မဟာကန္တယုံစတော်ဘုရားကတော့ဘုန်းကြီးတို့ဘဂဝါဂုဏ်တော်6မျိုးထဲမှာတိရိဘုံတော်ဆိုတာလေးတစ်ခုပါပါတယ်။ ဒီသတိဘုံတော်ကဘုရားရှင်ရဲ့အရူပကာယတော်ရဲ့တင့်တဲ့စံပယ်ဘုံကိုအာယုံယူပြီးပွားများရတဲ့ဂုံတော်တစ်ခုဖြစ်တယ်။အဲ့ဒီဂုံတော်ဟာဘုရားရှင်ရဲ့ရူပကာယတော်ဒီဟူသောဘုံတော်ကိုအာယုံယူပြီးတော့စီးပြန်းနေတဲ့ကမ္မထံဖြစ်တယ်လို့ဒီလိုအဆိုရှိတယ်နော်။အဲ့ဒါကြအဲ့ဒီဂုံကိုပွားလို့ကလည်းပွားနိုင်ပါတယ်။သို့သောအဲ့ဒီဂုံတော်ကတတ်တော်ထင်ရှားဘုရားနဲ့လက်ငင်းတွေ့မြင်နေတဲ့အရှင်ဝက်ကလေးတို့လိုမထင်ထင်မှာတော့တော်တော်လေးအကောင်းပါတယ်။ တတ္တတရားဘုရားကိုမမြင်မှုတဲ့ပုဂ္ဂိုလ်ဤအတွက်တော့အခုလိုရုပ်ပွားတော်ပုံတော်ကိုအာယုံယူပြီးပွားလိုက်တဲ့အခါမှာဒီဂုံတော်ဘာဝနာစွာအကြောင်းဥပ္ပဆရတမာတိနည်းမြင်ဆိုင်ဖို့ဆိုတာနည်းနည်းတော့ခက်ကောင်းခက်မယ်လို့ခွန်ကြီးထင်တယ်နော်။ကဲရှိစေတော့အဲ့တော့အဲ့လိုအရဟံဂုံပွားလိုက်တဲ့အချိန်ကမှပုံတော်ပြောက်ပြီးတော့ဂုံတော်အပေါ်မှာဘာဝနာစိတ်ကညီမစွာကပ်ပြီးတည်နေပြီဆိုရင်ထိုတမာတိကိုခိုင်ခတ်အောင်တဏှာကြီးတဏှာကြီးခိုင်ခတ်အောင်ဆက်လက်ပြီးတမာတိထူထောင်ပါနော်။ အဲ့ဒီလိုထူထောင်လိုက်တဲ့အချိန်ခါမှာဂုဏ်တော်ကိုပွားနေတဲ့ဘာဝနာရဲ့စွမ်းအားကြောင့်အလေးအောင်နေရလဲတဖြတ်ဖြတ်နဲ့အကုန်လုံးအရစမြနဲ့ပြတ်နှံ့ပြီးတည်နေတတ်ပါတယ်။အဲ့ဒီအချိန်ခါမှာမိမိကကျင့်တတ်ပြီးဒီဥပ္ပဆရာသမားကြီးပဲစိုက်တယ်ဇန်သမားကြီးအထီတော့မစိုက်နိုင်ဘူး။ဘာဖြစ်လို့လဲ။ဒီဂုဏ်တော်ကနည်းနည်းနေတယ်။ဘယ်လိုနည်းနည်းလဲဆိုတာနည်းနည်းလေးနမူနာကြည့်ပေါ့။ဘုရားရှင်ရဲ့သီလကိုဘုရားရှင်ရဲ့သမာဓိကိုဘုရားရှင်ရဲ့ပညာကိုကိုယ်ဘယ်လိုလှမ်းပြီးထောက်နိုင်မလဲ။သဘောပြောတယ်နော်။ မှန်းဆပြီးတော့တန်လင်းဒီဂုံတော်တွေကိုမိမိကညံပြီးတော့စဉ်းစားပြီးကြီးညိုရတာပဲကြီးညိုတဲ့အခါကျတော့အဲ့ဒီဂုံတော်တွေဟာကိုအာနဘာနလို့ဒီကရန်ဒီမှာလက်တွေထိတွေ့ပြီးခံစားနေရတဲ့ဂုံတော်မျိုးဟုတ်သလားမဟုတ်ဘူးစိတ်ကနေအာယုံလှန့်ယူတရနော်ဒါကြောင့်ဂုံတော်တွေကနှဆိုင်နေအတွက်ကြောင့်တမာရီကဇန်တမာရီအထိမဆိုင်နိုင်ဘူးဥပ္ပစရတမာရီအထိတော့ဆိုင်နိုင်ပါတယ်အဲ့ဒီလိုဥပ္ပစရတမာရီအထိဆိုင်ပြီဆိုရင်ကျွင်းကြံနေတဲ့ဂုံတော်တွေကိုရောရဟန်းမလည်း၅မျိုးဖွင့်ထားတော့အဲ့ဒီကြံနေတဲ့ အနဲ့အဓိပ္ပာယ်ကအာယုံယူပြီးတော့မိမိကဆက်ပြီးဘွားလိုကဘွားပါဘွားနေရင်တော့ပိုကောင်းပါတယ်နော်ဒါဗုဒ္ဓနုဒ္ဓိကမ္မဋ္ဌာန်းစီးပြန်ပုံပဲဒီဗုဒ္ဓနုဒ္ဓိကမ္မဋ္ဌာန်းကကိုယ်ကတရားအထုတ်နေတဲ့ပုဂ္ဂိုလ်တွေကိုဘေးအန္တရာယ်မကြောက်ရအောင်ကာကွယ်ဆောင်ရှောက်လည်းပေးပါတယ်နောက်တစ်ခုဒီဗုဒ္ဓနုဒ္ဓိကမ္မဋ္ဌာန်းစီးပြန်လိုက်တဲ့အချိန်ခါမှာမိမိရဲ့တဏ္ဍာမှာကြာစင်းနေတဲ့သရတရားတွေပို့ပြီးအကောင်းလာတယ် နဂုတ်ကတရားတရားကရောနေတယ်ကမ္မထအာယုံအပေါ်မှာအထောက်အမှပြင်းရတဲ့စိတ်တတ်တွေကလွှမ်းမိုးလာတယ်။ယုံကြည်တဲ့တရားတရားတွေကလည်းနည်းနည်းအပြော့နေတယ်။အပြော့တဲ့စရာဟုတ်မှာဥပမာမသိပါဘူးလေဒီဘုန်းကြီးကဘာလို့ရှောက်ဟောနေမှလည်းမသိပါဘူး။ဒါမင်းလည်းဟုတ်ချင်လည်းဟုတ်မှာပေါ့နည်းနည်းတော့စမ်းကြည့်တယ်ပေါ့။ဟောတော့ဒီလိုတရားတရားကတကယ်စွတ်စွတ်ဆိုင်ဆိုင်ယုံကြည်တဲ့ယုံကြည်မှုမျိုး မဟုတ်ဘူး။ အဲ့ဒါကြောင့်အဲ့ဒီလိုသရတရားအပြော့လာပြီဆိုလို့ရှိရင်လည်းအဲ့ဒီဂုဏ်တော်ကိုပွားလိုက်တဲ့အချိန်ခါမှာသရတရားတွေအကောင်းလာတတ်ပါတယ်နော်။ကဲစိတ်တဲ့သရတရားအကောင်းလာပြီဆိုရင်ဒီသရတရားက နောက်ကျုပ်နေတဲ့စိတ်အစဉ်တွေကိုကြီးလင်သွားအောင်ဆေးကြောတုတ်တင်ပိတ်နိုင်တဲ့စွမ်းအားရှိတယ်။စိတ်ဓာတ်တွေကြီးလင်လာတဲ့အဲ့ဒီအချိန်ခါမှာမိမိပွားနေတဲ့ကမ္မထံကိုပြန်ပြီးပွားလိုက်မယ်ဆိုလို့ရှိရင်သမာဓိတွေခက်မြန်မြန်ဖြစ်လာနိုင်တယ်နော်။ကဲ။